ကောင်ကြီးဒါတို့ကြက်တယ်။ဟောဝိုင်းထဲမှာပဲဖြစ်ဖြစ်တနေရာမှာပဲဖြစ်ဖြစ်စေးမိွားတယ်ပေါ့။စေးမိွားရင်အဲဥကောင်ကြီးဒါတို့ကြက်တယ်။ဟောဝိုင်းထဲမှာပဲဖြစ်ဖြစ်တနေရာမှာပဲဖြစ်ဖြစ်စေးမိွားတယ်ပေါ့။စေးမိွားရင်ဗာသေးတယ်နဲ့အကူလို့ရမလို့ဥကောင်တို့ကတော့ ဒီမှာအစိုက်ဖြည့်စည်းပြီနဲ့ပဲဒါနဲ့ပဲစမ်းတက်ပြီးဒါနဲ့ပဲကုခဲ့ကြတယ်အဲ့ဒီတော့အင်္ဂလိပ်ဆေးဝါးရောဘာကောင်းလို့အင်္ဂလိပ်ဆေးဝါးကြတော့ဥတော်အစတည်းကပြောတယ်အင်္ဂလိပ်ဆေးဝါးနဲ့ဥတော်နားလေတက်ကြွမှုအာနဲတယ်လို့ပြောထားတယ်အဲ့ဒီတော့ဒီအိုက်ဒီလိုအစိုက်ပြည့်စည်းပင်မှာနော်ဒီလိုအပြည့်စည်းပင်မှာဒီမှာဥတော်ဒီမှာခူးလိုက်မယ်မတွေ့လားဒီမှာမဲမဲလေးတွေ့လားနော်ဒီမှာဒီမှာမဲမဲလေးတွေ့လားအချားအရွက်ဒီမှာဟောတဲ့အချားအရွက်ဒီမှာဒီမှာမဲမဲလေးပါတယ် ဒီမှာအမဲလေးတွေပါတယ်ဒီအမဲလေးတွေကဒီဒီအစိတ်ကိုပြပြောက်စီအစိတ်ကိုပြပြောက်စီဥပမာကြက်ကောင်ဆင်းမိသွားပြီပေါ့ဒီလိုအစိတ်ပါတဲ့ဒီလိုအမဲဆက်လေးပါတဲ့အစိတ်ပါတဲ့အရွက်အရွက်တိုင်းတော့ပါတယ်ပေါ့မပါတဲ့ရွက်မပါဘူးအဲ့ဒီအရွက်နှစ်ရွက်ကိုလုံးချပြီးတော့ကြက်ကိုခွန့်လိုက်အဲ့ဒီကြက်ကိုခွန့်လိုက်လို့ရှိရင်အဲ့ဒီကြက်ကတခါခွန့်နေနှစ်ရွက်လောက်ခွန့်နေနော်ဒီဥစ္စာလေးပါတဲ့ဟာနော်တခါခွန့်နေနောက်၃ရက်လောက်နေတခါထပ်ခွန့်မယ်နှစ်ရွက်လောက် ဒီနှစ်ခါလောက်ခုန်ပြီလို့ရှိရင်ကြက်က10ရက်15ရက်ကျော်လို့ရှိရင်ကြက်ကတကောင်လုံးပြန်ရဲလာတယ်ခုနလိုဖြူပတ်ဖြူရော်တို့ဘာတို့ပြန်မဖြစ်တော့ဘူးအဲ့လိုဆင်းမိတဲ့အခါကျရင်ဘာလို့ခေါ်လို့ဆိုပါလုံမန်ထွေလို့ခေါ်တဲ့အဆုတ်အဆုတ်ကိုတွားထိတယ်ဟတ်လို့ခေါ်တဲ့နှလုံးနဲ့ဒီနှလုံးကိုပြင်းပြတန်တန်ပူထိပြီးအဲ့လိုအရာမျိုးရက်တန့်စီတဲ့အရာဖြစ်တယ်ရေခုန်နဲ့အထိဖြစ်သွားတယ်အဲ့ဒီလိုဒီလိုလိုက်ပြီးဒီလိုရွက်နှစ်ရွက်ကို၃ရက်ရှာနှစ်ခါလောက်တိုက်ပြီးလို့ရှိရင် ဒီကောင်က75ရဲ့ကျော်လို့ရှိရင်ပုံမှန်တိုင်းအသားကြီးပြန်ဖြစ်သွားတယ်အဲ့ဒီလိုပုံမှန်တိုင်းအသားကြီးပြန်ဖြစ်သွားလို့ရှိရင်အဲ့ကြက်ကိုငေါ်သွားအောင်ဒဘရိတ်ရဲ့10မိနစ်တို့10မိနစ်တို့ပြန်ပုတ်လိုက်ပုတ်လိုက်လို့ရှိရင်10မိနစ်10မိနစ်လောက်အဲ့လောက်ကြာလာလားဘူးပုတ်တယ်လား5မိနစ်လောက်ပဲကြာတချို့ဆိုရင်5မိနစ်6မိနစ်9လောက်အဲ့လောက်ပဲကြာတယ်အဲ့လောက်ကြာတဲ့အချိန်မှာဘာဖြစ်လို့အလိုလို तू ကဖင်တိုင်းရဲ့လဲပြီးတော့အဲ့လို तू သေတော့မယ်ဆိုလို့ရှိရင်ဖင်ကနေနဲ့အရေ20 30 40 50 ဇက်တိုက်အရေးကြီးကြလာတယ်အဲ့ဒါဆိုရင်နှလုံးရက်ပြီအဲ့ဒါဆိုရင်အကျက်သေးပြီနော်အဲ့တော့ရှင်အောင်တော့ဒီဆေးရွက်ကိုနှစ်ရွက်၃ရက်ရှားနှစ်ကြိမ်လောက်ခွင့်ရင် ပုံမှန်အသားကြီးပြန်ဖြစ်တယ်ပြန်ပုတ်လိုက်ရင်တော့9မိနစ်ကနေနဲ့10မိနစ်15မိနစ်ကြာမှခင်ရအရေးခွက်လာပြီဆိုတာနဲ့အကျက်တိုင်းဆိုပြစ်လေပြီးတေးပြီအဲ့တော့ထုတ်နှစ်ကောင်တွေ့ပြီးပြီအဲ့ဒီတော့မပုတ်ဖဲနဲ့ထားမယ်ဆိုရင်ရောအသက်ရှင်ခွင့်ရှိတယ် ဒါပေမဲ့သူ့ရဲ့တရေသားပြန်အောင်နေမအောင်နေဆိုအောင်တော့မတည်ဘူးဥပဒေကတော့ဗမာစေးတီစင်းနဲ့ဒီစင်းမိတဲ့ကြက်ကိုဒီလိုကုတာတယ်အဲ့တော့မယုံရင်တော့လုံကြီးမယုံရင်ပုတ်ကြီးတေမတေဘူးတော့ဒါမင်းတို့လက်တွေ့တွေ့ရလိမ့်မယ်နော်ဒီလောက်ပဲဟုတ်လား